2025ခုနှစ်ဟာမှတ်တမ်းတွေထဲကအပူဆုံးနှစ်တွေထဲကတစ်နှစ်ဖြစ်လာမဲ့လမ်းကြောင်းပေါ်မှာရှိတယ်လို့ကုလသမဂ္ဂမိုးလေဝသအေဂျင်စီကကြေညာပရင်းနေ့မှာပြောခဲ့ပါတယ်။အချက်လက်တွေအရ2025ခုနှစ်ဟာမှတ်တမ်းတွေကအစံကျိတဲ့အပူဆုံးနှစ်တွေကတစ်နှစ်ပဲဖြစ်ပါတယ်။2024ခုနှစ်ဟာအပူဆုံးနှစ်အဖြစ်စံကျိတင်ခဲ့သလို2025ခုနှစ်ကလည်းဒီလိုမျိုးအပူဆုံးဖြစ်ပါတယ်။ အပူချိန်တိုင်းတာတဲ့ကနန်းသေးသေးလေးတွေကရေကြီးတာတွေမိုးခေါင်တာတွေနဲ့အပူချိန်အယမ်းမျက်နှာမျိုးတွေဖြစ်ပေါ်စေတယ်လို့ကမ္ဘာမိုးလေဝသအဖွဲ့ WPO ကဒုတိယအတွင်းရေးမှူးချုပ်ကိုဘာရက်ကသတင်းထုတ်တွေကိုပြောဆိုခဲ့ပါတယ် WBO ကကြာတာပရင်းနေမှာကမ္ဘာလုံးဆိုင်ရာမိုးလေဝသပြောင်းလဲမှုအစီရင်ခံစာကိုဖော်ပြခဲ့ပါတယ်။ကမ္ဘာအပူချိန်အမြင့်တက်စေတဲ့ကာဗွန်နိုင်အောက်ဆိုက်ထုတ်လုပ်မှုနဲ့သမုဒ္ဒရာတွေမှာအပူချိန်တိုးလာမှုတွေက2024ခုနှစ်လိုမျိုးပဲ2025ခုနှစ်မှာအပူချိန်စံချိန်တင်ခဲ့ပါတယ်။ 2025ခုနှစ်အပူချိန်ကဆက်ပြီးမြင့်တက်ခဲ့တယ်လို့ကိုဘာရက်ကအစီရင်ခံစာကိုမှတ်ချက်ပေးခဲ့ပါတယ်။ကမ္ဘာကြီးဟာ2030ခုနှစ်မှာနှောက်ချောင်းပြန်လှည့်လို့မရတဲ့စွန်းစားမှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်တယ်လို့လည်းသိပ္ပံပညာရှင်တွေကတတိပေးထားပါတယ်ရှင်။